ဘဲမောင်တင်တဲ့အစအဆုံးအကင်ခင်းအသေးလေးကြောင့်မင်းနန်းတက်နေချိန်မှာတကောင်းနေပြီးတော့ကြီးကလည်းထင်ရှားနေချိန်ဖြစ်လေသည်အေဂျင့်တာရတဲ့ဗကံမျိုးလေးရဲ့အလှဟာဘာနဲ့မှမလဲနိုင်တာရပွဲညင်ညောင်းပွဲလှပတဲ့အပြင်သာသနာလဲထွန်းကားတဲ့အချိန်ဆိုလဲမမပါဥတင်တော်နဲ့ဇနီးဒေါ်နော်တို့ကဥတင်တယ်နဲ့ဇနီးဒေါ်နော်တို့ကဗဘဲပညာဖြင့်အသက်မိုးဝမ်းကြောင်းပြုသလိုသာသမီ၃ဦးထွန်းကားလေသည် ဦးတင်တော်နှင့်ဇနီးဒေါ်တော်တို့ကဗဘဲပညာဖြင့်အသက်မိုးဝမ်းကြောင်းပြုသလိုသာသမီ၃ဦးထွန်းကားလေသည်ဦးတင်တော်သည်ဗဘဲပညာထွန်းကားသလိုတားဖြစ်သူမောင်တင့်တယ်လည်းဗဘဲပညာမှာပါရမီပါသူဖြစ်လေသည်ဦးတင့်တယ်တားဖြစ်သူဦးတင်တော်တားဖြစ်သူဗဘဲဗဘဲမောင်တင့်တယ်ထာထာမောင်မောင်အယက်ချေချေနဲ့ရုပ်ရည်ဖြောင့်သူတဦးပင်ဖြစ်လေသည်မောင်တင့်တယ်တို့ဘဘဲလက်ရကောင်းမွန်ချက်ကတော့သူ့ရဲ့ဘဘဲသူ့ရဲ့လက်ဖြစ်ဘဘဲထုလင်းအရေးအသွေးကောင်းမွန်သည် လက်ရံကောင်းမွန်နေတာကြောင့်မိမိတို့ဗပဲပေါ်ရင်ဘရင်နဲ့ဘရင်မူပတ်မူမတ်ပြည်သူများကလည်းတော်တော်ကလေးကိုလာရောက်အနှံ့သူတွေနဲ့စုံစည်းနေကြသည်စီကားနေကြသည်ဗပဲမောင်တင့်တဲ့လက်ရံကိုအမျိုးမျိုးအနေနဲ့တိုင်းမှာယူသူများနဲ့စီကားနေလေတော့သည်စောမြက်လာမိမိကောင်းတို့လှပခြင်းတို့တော်တော်ကလေးကိုပိုက်ဆိုင်ထားသူဖြစ်သည်မြင်းသူတိုင်းကလည်းတော်တော်လေးကိုစောမြက်လာကိုသဘောကျလေးရှိသည်ကောင်းချင်းငါးပြာနဲ့ပြည်စုံသလိုဗပဲမောင်တက်တဲ့ကျေးဇူးကြောင့်လဲတော်တော်လေးကိုကာကွယ်ထားသလိုဖြစ်နေနေသည် ကာလာသားတော်တော်များများကလည်းအကိုဖြစ်သူရှိလဲစောမျက်လအနာတို့မကဲ့ရဲပြီဒဘဲမောင်တင်တရဲ့ပပဲလက်ရကြောင့်တတိုင်းပြည်လို့အပြင်အင်းဒီချင်းတိုင်းပြည်တွေကလည်းလက်ရကိုနှိမ့်ဆိုင်သဘောကျလေးရှိပါတယ်ဘဝအကျိုးပေးတန်တီမောင်တင်တဲ့သည်အသက်အရွယ်နဲ့မလိုက်အောင်ပဲခန္ဓာကိုယ်တမ်းမှာထွားချိုင်း၍ခွန်အားပလလည်းကောင်းလာသည်မိဖုတ်ထား၍ရဲရဲနီနေသောတန်ချောင်းကိုရေရင်ရှဲကနေနှိမ့်ခါပေပေါ်သို့တင်၍ လဝဲလက်မှညက်နေကန်၍လက်ရဘက်မှပိတ်တဲ့ချိန်တရားရှိသောဒူကြီးဖြင့်မြှောက်၍ထူးနှက်လိုက်သောအတန်သည်ပဝင်းကျင်တစ်ခုလုံးကိုခြောက်ရှားသွားစေခဲ့သည်လဝဲလက်နှင့်ပြောင်း၍ပိတ်တဲ့ချိန်90ရှိသောဒူကြီးဖြင့်ထူးနှက်ရတွင်မနာတဲ့ထူးနှက်နိုင်စွမ်းရှိသည်ဖြစ်၍မြင်ရသူများအဖို့အဟိုးပယ်ရာဖြစ်စေသည်အသည့်ပညာနည်းပါးလာတဲ့မူမတ်အရှုကမောင်သိတဲ့ခွာပလာနဲ့ပြည်စုံနာကိုမနာလိုဖြစ်နေလေသည် ဒီလိုနဲ့မောင်တင့်တရားဂုံချောစကားများဖြင့်တကောင်းပြည့်ရှင်ဘယံကြီးထံတွင်မဟုတ်မှန်မှန်သတင်းများ၆ထားလီတော်သည်အတိညာနေသောမူပတ်စကားများကြောင့်ထီနန်းလူမီကိုပြောကြသဖြင့်တကောင်းပြည့်ရှင်မင်းလဲတော်တော်လေးကိုထိတ်လန့်မိလေသည်ရှေးဘယံများအနေနဲ့ဖြင့်ထီနန်းလူမီကိုစိုးရိမ်လေးရှိတတ်တာကြောင့်မောင်တင့်တဲ့သတင်းမှန်လားမှားလားဆိုလဲမဆုံးဖြတ်တော့ဘယံကြီးစိုးရိမ်စိတ်ကမောင်တင့်တဲ့အားဖန်စီပေးဖို့အမိန်ချမှတ်ရန်အသင်ပေး လူရိုးကြီးမောင်းတင်တယ်။မိရာဇဝဲဘေးကိုတော်တော်လေးထိတ်လန့်ရှာသည်။မဟုတ်တာမလုပ်ပေမဲ့တမအာဇီဝဖြစ်အသက်မွေးဝမ်းကြောင်းပြုနေတဲ့ကျန်တဲ့မိသားစုဝင်တွေကိုမထိခိုက်စေလိုတာကြောင့်၎င်းဘရင်ဤပိုင်နှက်မှလူကင်းရာဒေသသို့ထွက်ပြေးတိမ်းဆောင်စဉ်ထွက်ပြေးတိမ်းဆောင်ရင်ပုပ်ပားနယ်တဝိုက်တွင်ပုံအောင်နေလေသည်။၎င်းပြည်ရှင်ဘရင်ကမောင်တင့်တဲအားပရိယံကြီးဖြစ်ဖန်းရံအကျန်းအိုက်နေလေရှိသည်။ဒါကြောင့်မူမှန်များအားမောင်တင့်တဲ၏နောက်ကျောင်းရာဇဝင်ကိုစုံစမ်းခိုင်းလိုက်လေသည်။ ဒီလိုနဲ့တကောင်းပြည့်ရှင်ဘယင်ကြီးလည်းတိုင်ခမ်းလန့်လဲမယ်လို့အမိန်ထုတ်လိုက်လေသည်မူမတ်တို့လည်းဘယင်ကြီးသွားဖို့လမ်းကြောင်းများကြိုတင်စီစဉ်ရနှင့်ဘယင်ကြီးတိုင်ခမ်းလဲမည်အကြောင်းတပီလုံးနီးပါးလိုက်လံကြေညာဖို့ပြင်ဆင်ရလေတော့သည်လူရိုးကြီးမောင်းတင့်တဲ့မင်းရစွေဘေးကြောက်လို့ပုပ်ပါးနဲ့တဝိုင်းချောင်းပုန်းနေပြီမယ်စိတ်ထဲတွင်မိသားစုကိုသာတန်းတနေလေသည် မောင်တင့်တဲ့ဒေါ်ရဲပုံနေခါအဲဒေါ်ရဲရင်ယူတိုဟိတ်တိတ်လှုပ်ရှားနေတဲ့ပုံရိပ်ကိုမြင်လိုက်ရသည်စိတ်ထဲတွင်မူမတ်တို့လာရောက်ဖမ်းဆီးတယ်လို့ထင်လိုက်မိသည ်ဘင်စီကြီးကြီးသပင်ကြီးရဲ့အကားအကွဲကိုယူကပုံနေမိသည်ခုနောက်ချက်ချက်ဆိုတဲ့အတန်ကိုကြားမိတဲ့အခါမှာတော့မောင်တင့်တဲ့တယောက်တီးကျန်စိတ်ဖြင့်သပင်နောက်ွယ်ကနေချောင်းကြည့်မိလေသည် မောင်တင့်တဲ့တယောက်ပါဇက်အဟောင်းသားနဲ့ငေးကြည့်မိလေတော့သည် ကိုရောင်ကိုဝါတောက်ပါပြီးရွှမ်းမောလှပသောမိမပြူလေးတအူးနှင့်တွေ့ဆုံမိလေတော့သည် အကြည့်အညိတခဏမှလှုပ်ရှားသွားသောရင်ခုန်သံစည်းကျင်းထဲမှမျောနေမိသလိုတောနဲ့ထဲကမိတ်မပြိုလေးဘာကြောင့်လာရသလဲဆိုတာစဉ်းစားမိလေသည်ရွှေနှပေရွှေနှပေရောမောလပခြင်းကြောင့်ဖခင်ဖြစ်သူငကားမီးကစိတ်မချငကားမင်းသမီးလေးရွှေနှပေရောမောလပခြင်းပေါင်းဆက်ထားသလိုကြောင့်ပေါင်းဆက်ထားသလိုကြောင့်တော်တော်လေးကိုငေးမောနေမိတဲ့အမောင်းတင်တင် နဂါမင်းသမီးလေးလည်းမောင်တင်တယ်နဲ့အကြည့်အညိတွေနဲ့တွယ်ညိညိတွယ်မိတာကြောင့်တော်တဲ့တွင်လည်းသူတို့နှစ်ဦးတန်ရောစဉ်ရစ်တွယ်မိလေသည်တကောင်းပြည့်ရှင်ဘရင်လည်းတိုင်းကနှက်လေရင်စောမျက်လောက်ကိုတွေ့မိသည်အကြံရုပ်တဲ့မူမတုကလည်းအရှင်ဘုရားရှောက်တင်ခွင့်ပြုပါဖျားဟိုးအရှိနာကမိမပြူလေးဟာဘဘဲမောင်တင်တယ်ရဲ့နှမတော်ပါဖျားသူ့အလှတဲ့ရင်ကတော့ဒီနေမှာတော်တော်လေးကိုမှွင်းနေပါတယ် နှကမ်းမွေးတသက်သက်နဲ့တကောင်းပြည့်ရှင်ဘရင်ကြီးတကောင်းပြည့်ရှင်ဘရင်ကြီးတော်တော်လေးကိုစဉ်းစားပြီးနောက်စောမြန်လာကိုတော်ကောက်ရင်ပြောလိုက်သည် မှန်လားပါဗျာကျွန်တော်မျိုးလိုလေသေးမရှိအစီစဉ်လိုက်ပါမယ်သူ့ကိုညင်းထားတဲ့စောမြန်လာဒီတခါတော့ညင်းနိုင်ခြင်းမရှိအောင်လုပ်မယ်လို့ကြုံဝါထားတဲ့မူမအတွက်တော့ဝမ်းသာအားရနှစ်ထောင်ရလေလေသည် ဆောင်မြလာတီအောင်တကောင်းပြည့်ရှင်ဘုရင်ကြီးကတော်ကောင်းမိတဲ့ရင်ကိုကြားသောအခါမယုံကြည်နိုင်သူမယုံကြည်နိုင်ဖြစ်ရလေသည်။အကိုဖြစ်သူအတွက်စိတ်အေးရလောက်ပြီလို့လည်းတွေးမိလေသည်။မိဘတွေနဲ့လည်းတိုင်ပင်ကြည့်တဲ့အခါမှာတော့အကိုဖြစ်သူအတွက်မင်းရစဝိဘေးကလွတ်နိုင်ပြီတခုတည်းသောအခွင့်အရေးလို့ပြောကြလေသည်။ထို့ကြောင့်လည်းဆောင်မြလာသည်ခေါင်းညိတ်ပြီးလက်ခံလိုက်ရလေတော့သည်။တကောင်းပြည့်ရှင်ဘုရင်ကြီးကဆောင်မြလာလေးကိုတကယ်ရှိလို့တော်ကောက်တာလားအကျဉ်းအောင်တော်ကောက်တာလားဆိုတာ ဆက်လက်ပြီးတော့နာဆင်ပေးပါအောင်ခင်ဗျာဘရင်တို့ရဲ့ပရိရဲ့ကြွယ်ဝပုံတိတ်ကြောက်ဖို့ကောင်းနေလေတော့ဒီစောမျက်လောက်ကိုတော်တော်ကလေးသဘောကျသလိုလိုရှိနေပြီမဲ့လင်လက်ချက်ခုတ်နှစ်ချက်ပြက်အနေနဲ့တော်ကောက်တဲ့အကြောင်းကို တွေးမိပြီးတော့သဘောချနှိမ့်ချနေကြတော့တကောင်းပြေရှင်သဘောချနှိမ့်ချနေတော့တကောင်းပြေရှင်ဘရင်ကြီးတော်တော်ကလေးကိုစိတ်ထဲမှာကျေနပ်နေမိလေပြီဂျာရူမင်းစည်းစိမ်နဲ့ပတ်သက်ရင်ဘသူမှပုံမထလို့ဒီနန်းလူမိအရေးအယံကိုတခုမှမရှိစေလို့ ဘသူမှထိနှံမပေးလို့နေရာလေးပြောင်းမှဆိုးကြောက်နေတာကြောင့်အမှားအမှန်ကိုတော်တော်လေးမခွဲခြားနိုင်ငါနဲ့မတူငါရန်သူလို့သာသဘောထားလေသည်သို့တော့စောမြတ်လာအပေါ်ကိုချိုးချိုးသာသာနှင့်ဆက်ဆံလေသည်သူ့နမအောင်ကောင်းကောင်းဆက်ဆံမှ သူ့မောင်ပြန်ရောက်လာမယ်မလားစိတ်အမှောင်ဖုံးနေတာကြောင့်တော်တော်လေးအမှားအမှန်မခွဲခြားနိုင်ရွှေနဘီနဲ့မောင်တင့်တဲ့တန်ရုံးစင်ကဘာငယ်လေးကပုတ်ပါနေတယ်မှာတန်ရုံးစင်အထက်ထက်ရစ်ပတ်လို့တယောက်နဲ့တယောက်ဘဝကိုပုံအပ်မိကြလေသည် အချိန်ကာလကြာမြင့်တည်နေအများတန်ရုပ်စဉ်ကျိုးလေးခိုင်းမာလာသလို မြစ်တာတက်ဝင်ပေါင်းသိနေထိုင်ရာကာလအတန်ကြာတွင်သားတော်နှစ်ပါးရရှိခဲ့သည်ထိုသားတော်နှစ်ပါး၏အမည်များမှာရှင်ဖြူမြောင်မင်းရှင်ဖြူရှင်ညိုတောင်မကြီးရှင်ညိုဟူ၍အမည်တွင်လေတော့သည်တကောင်းပြည်ကြီးစီကားသလိုတိုင်းပြည်တိုးတက်မှုကြီးလဲတော်တော်လေးဖွံ့ဖြိုးလေသည်တကောင်းပြည်ရှင်ဘုရင်ကြီးလည်းအရှုတက်ကသောမြက်လာအယုံသွင်းပြီးအကိုဖြစ်သူမောင်တင့်တဲ့အားတွေးခြင်းသည်ဟုပြောလေသည် မောင်တင့်တရားတွေ့ရမှာဖမ်းဆီးဖို့မဟုတ်ကြောင်းဗဘဲလက်ရများနာမည်ကြီးနေခြင်းကြောင့်ဖြစ်ကြောင်းမင်းမိတ်နှင့်ဆင့်ခေါ်ရခြင်းကခွန်အပလာနှင့်ပြည်စုံသော မောင်တင့်တရား၎င်းမျိုးတော်ဝင်ခန့်ထားမည်လို့စောမြတ်စောမြတ်လာကိုအရှုတက်လိုက်လေတော့သည်သောမြတ်လာသည်ဘုရင်ကြီးကိုယုံစားပြီးလူများလှုပ်ပြီးတော့မောင်တင့်တဲကိုမိဘများမှတစင်ခေါ်ခိုင်းလိုက်တော့သည်ဒီလိုနဲ့မောင်တင့်တဲစီကိုသတင်းတွေရောက်လာပြီးနောက်မောင်တင့်တဲလည်း ပုပ်ပားနေမှာတကောင်းမျိုးစီတို့ပြန်ရောက်နမတော်များသည်စီရန်ဘဘဲဘူတွင်လက်ဆွမ်းပြလေတော့သည်ဘဘဲဘူတွင်မထူးဖြစ်တာကြားပြီးဖြစ်သောကြောင့်ဘဘဲထူရန်ပြင်ဆင်လေသည်ငါနဲ့ဘဘဲထူတန်ကဘသူနဲ့မှမတူလက်ဆွမ်းနဲ့ခွန်အားပလနဲ့တူထူလိုက်ရင်ငါနမတွေငါပြန်ရောက်ကြောင်းတော့သိမှာပဲဟုပြောပြောဆိုဆိုနဲ့ပဲထူလိုက်လေတော့သည် twin ding ding အတန်ကြောင်းတကောင်းမျိုးနန်းတော်အထီးပင်ဘဘဲထူတန်ကြားရလေသည် ၎င်းပြည်ရှင်ဘီရင်ကြီးသည်အာယုံမတက်မီဆက်တော်ခေါ်နေသေးချိန်မှာပင်ထူးခြားတဲ့အတန်ကြောင့်နိုးလာလေတော့သည်။ဟေးဒီအတန်ကဘယ်ကလာတာလဲ။၎င်းဆောင်မူးမှန်မြအားနှမ်းမိလိုက်ရ။စုံစမ်းတော်မူကြောင်းပါဖေယ။၎င်းပြည်ရှင်ဘီရင်ကြီးသည်စိတ်ထဲတွင်ထိုကြားရသောအတန်ကိုကြောက်နေမိလေသည်။ထိုအချိန်တွင်စောမျက်လာလဲအတန်ကြားရဟင်အကိုအကိုပြောင်းနေကြောင်းငါ့ကိုအတီးပေးတာဝမ်းသာလိုက်တာ။ဘီရင်ကြီးကိုအမြန်လျှောက်တယ်မှာစောမျက်လာလဲဘီရင်ကြီးအိတ်ဆောင်သို့ရောက်တော့ အရှင်မင်းကြီးစောမြင်လာရဲ့မောင်တော်ရောက်ရှိနေကြောင်းပါဖျံသူယောက်ျောင်းအတန်ပေးတာပါဖျံဟမ်အတန်ပေးတာတော့နန်းတော်တွေကကြားရပါလားငါထီးနှံလူရင်မလွယ်ဘူးစိတ်ထဲကနေတွေးကြောင်းနေတာကြောင့်တပေါင်းပြင်းကြီးငြိမ်သက်နေလေသည်မင်းကြီးဖျားစောမြင်လာခေါ်တန်ကြောင်းအတိပြောင်းဝင်လာသည် မောင်တင့်တယ်ကိုနန်းတော်တွေကလာဖို့ပြောလိုက်ပါကွယ်ညီလာခံလို့ဖို့ပြင်ဟိတ်တစက်သေးပင်မနဲ့အချင်းအစောကြီးမင်းညီလာခံလောက်တာကြောင့်မူးမှန်များလည်းပြင်ဆင်ရလေတော့သည် ညီလာခံတွင် မောင်တင့်တဲအားတက်ရန်အမိန်ချလိုက်လေသည် မောင်တင့်တဲကမရောက်သေးတေမင်းကကြာနေကြောင်းနှမဖြစ်သူရောမောင်ဖြစ်သူရောမသိချာမောင်တင့်တဲတယောက်နန်းတော်ရဲ့ရောက်တော့မူးမှန်များကဖမ်းဆီးလိုက်ပြီးဇကဝါပင်အောင်ကျိုးရှိကဖိုးခြင်းထိုးပြီးတက်လီတော်သည်ထင်းမီသွေးများဖြင့်အလျင်ကြီးကြီးအားကောင်းကောင်းနဲ့တောက်လောင်နေသောမိဘုံကြီးသည်မောင်တင့်တဲအားအာရပါရဝါစားသလိုလောင်မြိုက်လို့လို့သည်။စောမြန်လာလေဒီအဖြစ်ကိုသိလင်းသိချင်းငါအကိုငါအကိုတီးပါပြီ ငါအကိုသေးတာငါကြောင့်အကိုအဖြစ်ဆုံးနဲ့သေးရတယ်လို့ငါလည်းသိမယ်စိတ်ပိုင်းဖြစ်လိုက်တဲ့ဆုံးမြလာတယောက်လည်းမိဘုံတဲသို့ခုန်ချမယ်အလို့မောင်းမများလည်းနောက်ကပြေးလိုက်ပြီးဆွဲမိဆွဲရဆွဲလိုက်ရဥကောင်းပါရလိုက်လို့တော့ဒီမိအချိန်ပြင်းထန်လာတာကြောင့်စက်ကူရွယ်လီမိလောင်သလိုလောင်ကျွမ်းလီတော့ဒီထိုဖြစ်ရကိုမြင်သူမဲထွေးပြူလဲငါအကိုငါအမလည်းသိပြီငါလည်းလိုက်သိမယ်ဆိုပြီးမိဘုံနဲ့ခုန်ချလိုက်လို့တော့ဒီ မောင်နှမ၃ယောက်လုံးသည်မိဘုံထဲမှာတမဟုတ်ရှင်းလောင်ကျွမ်းသွားပြီးနောက်ထိုဇကဝါပင်ကြီးကကျင်းစာတင့်လေတလားပင်မသိဇကဝါပင်ရဲ့အောက်တို့ဝင်သူမှန်သည်မြကျွဲ့နွားလူမကျန်အကုန်သိလီတော့သည်၎င်းဘရင်ကြီးလည်းထိုဇကဝါပင်ကြီးကအမြင့်မှဆွဲနှုတ်ခါမြစ်ထဲမျောရဲ့အမိအမိတ်ချလိုက်တာကြောင့်မြစ်ထဲမျောလိုက်ရာပုနယ်ထဲတွင်ဆိုက်ရောက်သည်ဗကန်ဗကန်နယ်ထဲတွင်ဆိုက်ရောက်သည်ဗကန်တို့ရောက်သောအခါဗကန်သေးလေကျောင်းမင်းကြီးကထိုဇကပင်ကိုဆဲယူ နတ်မောင်နှမရုတ်ထုပြီးလင်ပုပ်ပါတောင်တွင်ထားလေသည်ပုပ်ပါတောင်ကိုမဟာဂီရိဟု ခေါ်သဖြင့်မဟာဂီရိနတ်မောင်နှမဟုလည်းခေါ်သည်ခေါ်တွင်သည်မင်းမှုမှတ်ပြည်သူတခါတို့တနေ့တစ်ချိန်ပွဲချင်းမပြီးပါတာပူဇော်ကြကုန်သည်ထိုနတ်မောင်နှမမှာယခုတိုင် ထင်ရှားလာပါသည်